မင်္ဂလာပါရှင်ဒီဇင်ဘာလ2ရက်အင်္ဂါနေ့ရက်ရွှေငွေရန်ကုန်တွင်သတင်းစုံလင်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ပထမဦးစွာတင်ဆက်ပေးမှာကတော့ရွေးကောက်ပွဲဆိုင်ရာသတင်းရသနီးတင်နန်းဖွင့်လှစ်တဲ့သတင်းဖြစ်ပါတယ်မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီကကြေမှုကျင်းပါတယ်သတင်းမီဒီယာတင်နန်းအမှတ်စဉ်9ရက်ရွေးကောက်ပွဲဆိုင်ရာသတင်းရသနီးတင်နန်းကိုဒီဇင်ဘာ1ရက်နေ့နဲ့ပိုင်းက ရန်ကုန်မြို့ပေါ်တထောင်မြို့နယ်တင်ပြူလန်းရှိတရေနှစ်စာနေစဉ်လုပ်ငန်းရွှေဥတောင်းခမ်းမမှာဖွင့်လှစ်ကြောင်းသိရပါတယ်။တင်နန်းဖွင့်ပွဲတွင်မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဥက္ကဋ္ဌဒေါက်တာတင်ထွန်းဦးကအဖွင့်မှာစကားပြောကြားပြီးဒုတိယဥက္ကဋ္ဌနှင့် တတိမီဒီယာဖွံ့ဖြိုးရေးကော်မတီအဖွဲ့ကောင်ဆောင်ဦးခမောင်ကျော်တင်ကမိတ်ဆက်စကားပြောကြားကရွေးကောက်ပွဲဆိုင်ရာတတိယသားနီးတင်နယ်မှုဦးစိန်တူစန်းလင်းကတင်နယ်ပူချမှုဆိုင်ရာတို့ကိုရှင်းလင်းပြောကြားပါရယ်အဆိုပါတင်နယ်တွင်ရွေးကောက်ပွဲနေမီဒီယာရွေးကောက်ပွဲဆိုင်ရာအင်္ဂလိပ်စာရွေးကောက်ပွဲနေတတိယသားချင်းအွန်လိုင်းတတိယသားချင်းရွေးကောက်ပွဲဆိုင်ရာနေပုံနေမီဒီယာဥပဒေရွေးကောက်ပွဲတတိယသားချင်းရွေးကောက်ပွဲတတိယအချက်လက်များစုစည်းရေးသားချင်းနေရွေးကောက်ပွဲရလက်များစုစည်းတတိယသားချင်းစတဲ့ဘာသာရပ်တို့ကိုဒီဇင်ဘာ၁ရက်နေ့မှာ 3ရက်ထိတင်နန်းသား80ဦးအားတင်ကြားပို့ချမှာဖြစ်ကြောင်းသိရပါတယ်ရှင်။ဒီသတင်းကိုတော့အောင်မြင်ကပေးပို့လာတာပါ။ဆက်လက်တင်ဆက်ပေးမှာကတော့ရန်ကုန်တိုင်းတွင်းရှိမြို့နယ်များတွင်ဒုဒူမဲပေးကြမည်ရွေးကောက်ပွဲဆိုင်ရာအသိပညာပေးလက္ခဏာစာဆောင်များဖြန့်ဝေတဲ့သတင်းဖြစ်ပါတယ်။ရွေးကောက်ပွဲဆိုင်ရာများကိုပြည်သူများကြည်ကြေပြန်ပြန်သိရှိစေရတဲ့ရန်ကုန်တိုင်းဒေသကြီးတွင်းရှိမြို့နယ်များတွင်ရွေးကောက်ပွဲဆိုင်ရာအသိပညာပေးလက္ခဏာစာဆောင်များဖြန့်ဝေခြင်းကိုဒီဇင်ဘာလ၁ရက်နေ့ပိုင်းကမြို့ပေါ်ရပ်ကွက်များ လူစီကားရာနေရာများနဲ့ WMS ကားဂိတ်များတွင်ဆောင်ရွက်ကြကြောင်းသိရပါတယ်။အဲ့ဒီလိုဆောင်ရွက်ခြင်းကိုပြန်ကြားရေးနေပြည်သူဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများကတို့အတူတူမေးပေးကြမယ်။ရွေးကောက်ပွဲမှသည်ပုံမှန်ကောင်းမွန်သောအနာဂတ်စီတို့ဒီမိုကရေစီကိုပြန်လည်ဖော်ဆောင်မှုအတွက်ရွေးကောက်ပွဲမှလွေ၍အခြားအနေမရှိပါ။ပြည်သူများလူလာတဲ့ဒီမိုကရေစီနိုင်ငံတော်ကိုရွေးကောက်ပွဲဖြင့်သာဖော်ဆောင်နိုင်ပါသည်။ဒီမိုကရေစီခိုင်မြဲဖို့မဲယုံသွားပြီးမေးပေးကြပါစို့။နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ဦးဆောင်နိုင်သူရွေးချယ်ကြပါစို့။စတဲ့အကြောင်းအရာများပါဝင်တဲ့အသိပညာပေးလက်ကမ်းစာ ာဆောင်များအားမြို့ပေါ်ရက်ွက်များလူစီကားရာနေရာများ WMS ကားကိများတွင်ပြည်သူများလက်ဝဲအရောက်ဖြန့်ဝေပေးကြကြောင်းသိရပါတယ်ရှင်။နောက်ဆုံးတင်ဆက်ပေးမှာကတော့ဒလားမြို့နယ်တွင်2025ခုနှစ်မြို့သမီများအပေါ်အကြမ်းဖက်မှုပပျောက်ပြီး16ရက်တာလှုပ်ရှားမှုအသိပညာပေးဟောပြောဝေပြုလုပ်တဲ့တင်ဖြစ်ပါတယ်။ရန်ကုန်တိုင်းဒေသကြီးတွန်ဒီခရိုင်ဒလားမြို့နယ်တွင်တွန်ဒီခရိုင်မြို့သမီရေအဖွဲ့ဒလားမြို့နယ်မြို့သမီရေအဖွဲ့နှင့်မြို့နယ်ဌာနဆိုင်ရာတို့ပူးပေါင်းဆောင်ရွက်တဲ့ အမျိုးသမီးများအပေါ်အကျန်းဖတ်မှုပပျောက်ရေးဆက်ချရတာလှူရှားမှုအသိပညာပေးဟောပြောဝဲကိုဒီဇင်ဘာ၁ရက်မွန်လွဲ၂နာရီကအန်ဂျီနောက်ရက်ွယ်ရှိအမှတ်၃ခြေခံပညာအထက်တန်းကျောင်းဝင်းပညာယူသနာဖမ်းမှမှာပြုလုပ်ကြောင်းသိရပါဗျာ။ ရှေးဦးစွာတွန်တီးခရိုင်ခရိုင်မြို့သူကြီးရောင်အဖွဲ့ဥက္ကဋ္ဌဒေါ်စသာရမင်းဦးကအဖွဲ့မှစကားပြောကြားပြီးမြို့နယ်ဒုတိယဦးဒီအရာရှိဦးမျိုးမင်းဟိန်မြို့နယ်ရဲတပ်ဖွဲ့မှဒူရဲအုပ်ဦးအောင်နိုင်မြို့နယ်လူမှုဝန်ထမ်းဦးစည်းဌာနမှဦးစည်းအရာရှိဒေါ်အေးအီအောင်မြို့နယ်ပြည်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစည်းဌာနမှဦးစည်းအရာရှိဒေါ်တိရာဝင်းမြို့နယ်ကျန်းမာရေးဦးစည်းဌာနမှကျန်းမာရေးမှဒေါ်ဒူရီဆန်တို့ကမြို့သူမိများအားအကြံဖတ်မှုနဲ့ပတ်သက်၍ပညာပေးဟောပြောကြားပါတယ်အဲဒီနောက်တက်ရောက်လာတဲ့ကျောင်းသားကျောင်းသူများအား မျိုးသမီးများအပေါ်အကျန်းဖတ်ဖို့ပပရွေးဆိုင်ရာစမ်းစစ်မေးခွန်းများမိမြန်ကအမှတ်တရလက်ဆောင်ပစ္စည်းများပေးရချင်းမြင်ကြပါတယ်။အဒီနောက်ပြန်ကြားရေးနှင့်ပြည်သူ့စစ်ဆေးရေးဦးစီးဌာနမှပြသထားတဲ့အမျိုးသမီးများအပေါ်အကျန်းဖတ်ဖို့ပပရွေးဆိုင်ရာအသိပညာပေးနေရကဲစားသောများကိုပြသကြောင်းသိရပါတယ်ရှင်။ဒီသတင်းကိုရရင်သူကပြဖို့လာတာပါ။